င်ထားတဲ့စာအုပ်ကိုပြည်ကြီးတင်ထားတယ်အဲ့စာအုပ်ကငါမရလိုက်တိန်300မတင်နိုင်လို့ငါမရလိုက်တဲ့စာအုပ်အဲ့တော့ပြည်ကြီးကတင်ထားတယ်ဆိုတော့ပြည်ကြီးကစိုးထုတ်မရလားပြည်ထရေးဝန်ကြီးရဲ့စိုးထုတ်မရလားဒါမှမဟုတ်လည်းမရလည်းရမရင်ငယ်လားပြန်မှာပါဝါတတော်ရှိရပါဝါရှိလို့လေသူ့အိမ်လုံးလာမပြတ်ရက်ထားတဲ့ကဖုံမတက်ပဲနဲ့သူ့အိမ်ကိုထင်းထင်းထားပေးတာပေါ့ပြန်ကြီးပါဝါရှိလို့ဆိုတော့ပြန်ကြီးကိုမလန်နဲ့ပြန်ကြီးကတိကျမှလုပ်တာဟုတ်ကဲ့မလန်ရဲဘူးပြန်ကြီးကိုကြောက်လို့ကြောက်လို့ဒါပေမဲ့ international ရောက်လာတဲ့ပြန်ကြီးက international loan နဲ့ပဲတွေ့မှာမြန်မာပြည်မင်းအောင်လေလက်ထဲမှာဆိုတော့ငါတို့ပြန်ကြီးကိုမော်တော်ကြည့်ရဲမှာပေါ့ 得得给你阿妈变衣服，人家都变衣服，莫让记录阿妈莫。晓得喏，得得给你阿妈变衣服，人家都变衣服，莫让记录阿妈莫。不老道当家没嘞说嘞，第六有妈妈，第六妈妈不老道当家，不老道偏内表嘛，不老道也空说啥没嘞说嘞，明白没有？小姑子，OK，说了你努介绍，我米嘞关心谢谢你。喏，等你到家别妈喽，呀。 ဘယ်ရရတာလဲပြောဟုတ်ဘယ်ရရတာလဲပြောပြောနိုင်မလာခဲ့မပြောနိုင်မလာခဲ့နဲ့တေချာတာပြန်ကြီးဒီစကားစားလို့ဟန်ဒွတ်ပါဆက်ဟန်ဒွတ်ပါဆက်အရင်တော့50ရာခိုင်နှုန်းလား60ရာခိုင်နှုန်းလားဟုတ်မဟုတ်ပါမလားမဖြစ်နိုင်ဘူးเนาะအအခုလိုတရားဆွဲတာဟုတ်ပါဟုတ်ပါမလားနဲ့အခုမှကောင်းဆောင်တဲ့တေချာချလိုက်ပြန်ကြီးဒီမအေလို့မင်းအောင်ရဲ့တချို့အစ်စ်အမတ် ဘာမှမမြင်နဲ့ငါမကိန်နိုင်တဲ့စာအုပ်ကို तू ကိန်နိုင်တယ်ငါမကိန်နိုင်တဲ့စာအုပ်ကို तू ကိန်နိုင်တယ်ဟန်ထွက်ပါဆက်တရားရခိန်တော့မင်းအောင်လိုက်လူဆိုတော့အဲ့ဒါကိုပိမ့်ပိမ့်ပိတ်ညာနဲ့ပုတ်ပုတ်ပြွတ်ညာငါ့ကိုခန္ဓာပြောလဲဆိုတော့အာ PDF အယောက်30ကိုတတ်လိုက်တယ်တဲ့အဲ့ဆိုရင်နင်တို့ယောကံကိုကြောမျောယောကမြတ်သူတို့နင်သွားမေးလိုက်ပေါ့ င်းတို့ဆရာဆော်ဝေဆိုအမိတက်ပြီးတော့မှအဲ့မြတ်သူနဲ့အဲ့ငါနဲ့ဆရာဆော်ဝေဆိုနဲ့တေချာစကားပြောထားတဲ့စတိုင်ရှိတယ်။အတောင်ပိုင်းလည်းရှိတယ်။ငါကလေးကိုထောင်ထားလိုက်တယ်ဆိုပြီးမြတ်သူရှင်းပြတဲ့ဟာကြီးလည်းရှိတယ်။ငါ့ကို speed out ခိုင်းတာလည်းသူတို့အောက်ခိုင်းတာ။အဲ့ဒါတော်လိုက်အစတော့ကဟိုအစတော့ကပြန်ကြီးတာရီယာနိုင်ငံသွားဖို့ခွေးချစ်ခွေးကြံကြံနေတဲ့အချိန်မှာငါတို့စခဲ့တဲ့ဇန်နံငါတို့အစအိမ်မှာစတာ။ အဲ့တော့အာပြန်လာအုတ်ကြီးတွေကပြန်လာညီကလေးတွေပြန်ခေါ်ရှော့ခေါ်ပြန်ညီညီလိုက်ခေါ်လိုက်ညီလိုက်ခေါ်လိုက်လုံနေတဲ့ကာလတကာလမှာဖြစ်သွားတဲ့ပြဿနာအဲ့ဒီပြဿနာမှာလည်း30လုံးလည်းမဖမ်းမတရားမှလည်းဟိုအခုပြန်တွတ်လို့တော့မှ YouTube အနေနဲ့ကနေတယ်လူလည်းရှိရဲတော်ထဲမှာလည်းရှိရဲအကုန်လုံးရှိရဲနင်တို့အဲ့အယောက်30ကြီးဆွဲတွက်လာဆိုတော့လည်းနင်တို့မတက်လာနိုင်ဘူးအယောက်30ကြီးဆွဲတွက်လာအဖေဘဒုအမဘဒုအဖေဘဒုဘဲရွာဘဲမြို့နယ်နင်တို့ပြန်တိအောင်လောက် သူတပားကိုမြင်လို့စော်တော့မယ်ဆိုရင်ဘေရွာက30လေဘဒူလေမိမဘဒူလေဘဒူကဘဒူအယောက်30လို့မိမရှိပါမရှိအယောက်30တက်လိုက်တယ်အယောက်30တက်လိုက်တယ်အယောက်30တက်လိုက်တယ်အားဆိုပြန်ကြီးဟိုမှာငါမင်းနေနိပြန်ကြီးနေထောင်ထဲကိုနော်ထောင်ထဲကိုနေဒီအပြစ်မဲ့တဲ့အမေလက်ထဲကိုဘုံထည့်လိုက်တာပြန်ကြီးနေမျိုးရအောင်တင်လို့ဘာညင်းမလဲအဲ့ဒါတော့ယူချင်အောင်ဆောင်လေယူကွက်ညင်းနေဖေလုံးမနော်ဖေလုံးမနော်အုတ်ကိုဘတ်တိန်နော်တအုတ်ကိုဘတ်တိန်နဲ့ရောက်တယ် အဲ့လိုပဲစီတီဟော့ကခရိုနီတူကလေเนาะပြည်ထဲရေးဆာအုပ်တဲ့ပေးမယ်အိုင်ရင်းနဲ့တအုပ်ကိုတိန်းတရာတဲ့เนาะတာဘီ၃ယောက်ဆိုတိန်း၃ယောက်တဲ့စောက်ပွဲစားတွေလုပ်နေကြတာနန်းငါတို့ရဲ့ငါတို့တိန်းရင်တူเนาะငါတိန်းရင်တူတယောက်ကိုနေနှုတ်နိုင်ငံရေးမှာဝဝကွယ်လုပ်နေတဲ့ဒီတိန်းရင်တူတယောက်ကိုကုညီတလုံးလုံးလုံးနဲ့ပတ်စပို့စာအုပ်ကိုဒီဘက်အဖွဲ့ကလည်းတအုပ်ကိုဖတ်တဲ့တိန်းနဲ့ရောင်းတယ်ဟိုဘက်အဖွဲ့ကလည်း under table money เนาะ under table money တအုပ်ကိုတိန်းတရာနဲ့လာရောက်နေကံကောင်းတော့မရအိစာအုပ်နှုတ်လုံးမလို့တဲ့စာအုပ်တအုပ်ကိုရသွားတယ်เนาะဆိုတော့အဲ့ဒီစာအုပ်ကလည်းသူကเนาะ9နိုင်ငံလား6နိုင်ငံလားမသိသွားလို့မရဘူးဆိုတော့အဲ့ဒီစာအုပ်ကိုရဖို့လေအကြံဉာဏ်ပေးတာမခင်လင်းပြူအကြံပေးတာဆိုတော့မခင်လင်းပြူဒီကနေဂျေဆုတင်ကြအောင်ပြောလိုက်မယ်เนาะဆိုတော့မရရအိစာအုပ်တအုပ်မကိုမတုံးလိုက်ရအောင်မတုံးလိုက်ရဘူးဆိုတာက UNG ရဲ့စာအုပ်တစ်ပိတ်ကိုကြတော့အရင်ကဆော့ဆော့ဆီဆီညင်းလိုက်တယ် အရင်အိစာအုပ်ကိုမယူတော့ဘူးလို့ဆရာရေးလို့ကြောက်တယ်လို့ဘာဖြစ်လို့လဲဆိုတော့လို့အရင်ရဲ့စင်ကာပူက very strict နေကြဖြစ်တဲ့အတွက်အပေါ်ကလူကြီးတွေကလည်းအဲ့ဒါကိုမတုံးစီရှင်ဘူးလို့မအရီကပြောလိုက်တယ်ဆက်စုံနှစ်ခွက်ကပြီးတောက်ပြီးလဲလို့တအောင်ကြတော့လေလောက်မယ်ဆိုပြီးတိန်း90ပေးလိုက်တယ်တိန်း90ပေးပြီးလောဘကြီးပြီးနောက်ထပ်သိန်း300ထပ်တောင်းလို့သိန်း300ထပ်တောင်းလို့မယူတာနော်မယူတာဆိုရင်အမှန်တော့ယူမလို့စိတ်ကူတာ အဲ့ယူမလို့စိတ်ကူတဲ့စာအုပ်ကအပေါ်ကပြည်သေးရေးရနေမှာထုပေးလိုက်တဲ့စာအုပ်အဲ့စာအုပ်ကိုပြန်ရကောက်တင်နေဆိုတော့ညီတို့ပြန်ရပြည်သေးရေးကိုအိတ်ကတည်းကောက်ခဲ့တာလေတချို့မပေါ့ကဲပြောရင်ပြည်ကြီးအဲ့စာအုပ်ဗမာကြီးလေနော်ပတ်စပို့စာအုပ်ဆိုတဲ့အမျိုးကကဲရကက်ရှင်ဒေါ်အိုင်ရင်းနဲ့ထုတ်ပေးလိုက်တဲ့နေရာပဲတည်ရမှာโอเคကဲရကက်ရှင်ကမပြမရှင်အဲ့စာအုပ်ကညီတို့တည်စရာစောက်ကြောက်မှုမရှိဘူးဆိုတော့ကဲရကက်ရှင်ငါတော်မှာ မကြိမ်ထားတဲ့စာအုပ်ကိုပြန်ရကောက်တင်နေဆိုပြန်ရသူဟာသူစကားစလူပါဆိုတာထပေါ်တာဟဲ့စောက်ပိန်းနေစောက်ပိတ်တည်းရအဲ့ဒါကိုငါချပြထားတာတိလားနော်ညီတို့ကပြန်ကြီးစပတ်ကုန်မဟုတ်ရရင်ပြီးရောစောက်စီကိုစောက်ရရင်ပြီးရောဆိုတဲ့တရားဥစားများခွဲလို့လာမှုနဲ့ငါပြောတာရှင်းရှင်းလေးပဲညီတို့အစိုးရတရက်လောက်တော့ပါမယ်ဆိုတဲ့အစိုးရတရက်ဆိုတဲ့လူတွေကလည်းကလင်ကချင်းနဲ့မလိန်နဲ့တဲ့ပြောနော်တဲ့ပြောဆိုတော့နှစ်အောက်လုံးကိုမတုံးခဲ့တာငါဖျားပေးတဲ့ကုတို့ကံပဲ တိလာနင်တို့ကတော့ဝိန်ပြီးထောင်ပြီးဖမ်းပြီးမြန်မာပြည်အရောက်ပို့ဖို့စ조사ကြတဲ့အချိန်မှာပြန်ကြီးထိတ်ဆုံးရပါတယ်နားလေလားပြန်ကြီးထိတ်ဆုံးရပါတယ်ဆိုတော့ဒီတို့ lady ပြန်ရွဲ့ဆောင်ဒီတစ်ခေါက်အကြီးကျယ်ဂွားလွားတာဗာလဲဆိုတော့စောက်တက်ကြီးလုတ်ပြီး6ထက်ကြီးရနေသူစကားတိမ်ပေါ့နော်စောက်တက်ကြီးလုတ်ပြီး6ထက်ကြီးရနေဒီမှာပတိပလာလီလီလာလာထလုတ်တာနော်နင့်ညီမကိုနင်းနေအောင်ထိတ်တွန့်ကိုရွာမှာမှဟိုဟွာနဲ့မတွေ့ဖို့နော်ဟုတ်လားဘူးဒီနဲ့မတွေ့ဖို့တေချာထိတ်နော်နင့်ညီမလည်းနင်းနေအောင်ထိတ်ဆိုတော့တခါလေးပြောလိုက်မယ်နော် င်းတို့ပြန်ကြီးကိုတိုင်ရအဲ့စာအုပ်ကသူတင်ထားတဲ့စာအုပ်ကဘယ်ဟာစာအုပ်လဲလို့ဘယ်နာမှာလဲလို့ငါ့ကိုပြပါဦးလို့ဘယ်နာစာအုပ်လဲဘာစာအုပ်လဲငါ့ကိုပြပါဦးလို့ပြန်ကြီးကိုသွားပြောလိုက်ဆိုတော့အဲ့စာအုပ်တာထွက်လာတဲ့အချိန်အမှန်ထိန်ဆောင်မှာစိတ်ရှိလက်ရှိစာအုပ်ကိုသူတင်တဲ့အချိန်ထိန်ဆောင်လဲလို့ရှိရင်တေချာပေါက်ပြန်ကြီးကစကားစလို့ဆိုတာ100%တေချာသွားပြီဆိုတော့ ဟန်ဒွတ်ပါဆန့်တေချသွားတဲ့စကားစားလူပြည်ကြီးစကားစားလူပါဆိုဟန်ဒွတ်ပါဆန့်တေချပါလေဆိုမှဒီလောက် AUG ကိုပြောရဲတန်းတဲ့တော့မှ AUG ကဆက်ပြီးတော့မှပြန်ရို့သူတို့ကပိတ်အိတ်တယ်မွေပွေးကိုကပိတ်ပိတ်တယ်ထည့်ထားတယ်ဆို AUG ကလည်းပြည်ကြီးနဲ့တူတူဘလို့တူလို့ပါပဲဒါတိုင်းရင်သူတယောက်ဖြစ်တဲ့ငါပြောတဲ့စကားအမှန်ကန်ပဲနင်တို့ဘလို့နီးနဲ့ပြောပြောဘယ်နီးနဲ့ပြောပြောစိတ်တဲ့နီးနဲ့ပြောအဲနောက်တစ်ခုငါရောက်နေတဲ့နိုင်ငံက OC ရောမဟုတ်သေးဘူးဒါပေမဲ့ငါ OC အရန်သွားချင်တယ် ။ငါအော်စီတော့မဟုတ်သေးဘူး။အော်စီကိုအရန်ကိုသွားရှင်းနေတယ်။သွားဖို့လည်းငါစူးစမ်းနေတယ်။ရောက်ဖို့လည်းတိတ်မလို့။အော်စီရောက်ရင်နင်တို့ကိုလမ်းပြောမယ်။ငါအော်စီမှာပါဆိုအလမ်းပြောမယ်။နော်။ဆိုတော့ငါအော်စီတော့မဟုတ်သေးဘူး။အော်စီရောမဟုတ်သေးတဲ့အတွက်ကြောင့်လို့ငါငါအော်စီမှာပါလို့နင်တို့ရွက်ပြီးပြောလို့မရသေးလေ။အရှင်နေတစ်ခုရှိလို့ငါမပြောနိုင်သေးတာ။ငါအော်စီနိုင်ငံမှာမဟုတ်ဘူး။ ဆိုတော့အကောင်လုံးရောက်စီရောက်စီကိုငါရှိတဲ့နိုင်ငံကိုအမှန်တိတ်ပြောမယ်လို့ထင်ပလက်ကျွပြီးယူပြီးသေးလိုက်ပေါ့နောက်တစ်မှတ်ငါပြောပြမယ်ငါလိုလေရင်လက်မှတ်ကိုဖုတ်ခင်းတဲ့အိတ်ကလေးနော်ကလေးတွေတော့မှငါလူရှင်နိုင်လူနေတယ်ငါလိုလူမျိုးကငါနှစ်ကက်တရံလေးရောက်နေတော့ဘယ်နိုင်ငံတော်တော်သွားလို့ရတဲ့ငါလိုလူမျိုးကနင်တို့စောက်ဖက်လို့ဒီငါကဘာငါဘယ်နိုင်ငံတော်တော်ဘာတော်တော်ဘာလို့လို့နင်တို့စောက်လို့လားနင်တို့စောက်လို့ကလေတမိသားစုလုံးအေးဟိုတော်လိုက်အစလေရနေမှာဘာလို့မှမပြေးခင်ဘယ်ဝင်ကြီးမှမပြေးခင်တူဦးအောင်ပြေးတာ နော်တော့စီမအောင်ထိတ်ထိတ်ဆောင်ကနေသူရအောင်ပြေးခဲ့တယ်အဲ့ဒီလေဒီပြန်ရွှဲစားသွားတော့ဘာစာအုပ်နဲ့ပြေးသွားတာလေလို့ဘာဗီဇာနဲ့ပြေးသွားတာလေလို့ဘာပတ်စ်နဲ့ပြေးသွားတာလေသူ့ကိုအရင်ဆုံးမေးလိုက်မယ်ဘာဖြစ်လို့ဆိုနင်တို့ကတချို့မအောင်အမေပြန်ဆိုပြီးပိတ်နေတယ်တကယ်ရောဒီဒေါ်လာရင်းကြီးနိုင်မှာမဟုတ်ဘူးဒါတော့ဒီရှားပြနေတာမတွေ့ဘူးလား तू ပြောတဲ့ तू ဆွဆွဲတဲ့ဗီဇာကိုငါဖွင့်ကြလိုက်ပြီအဲ့ဒီဗီဇာမှာနင်တို့ Facebook မှာပြန်ကြီးကိုတိုင်နော်ဝက်ဝက်ကွဲနော် तू ကိုတိုင်ငါရဲ့ passport စာအုပ်ကိုတင်လိုက်တာလူတယောက်ရဲ့ personal ကို ချိုးဖောက်လိုက်တဲ့အတွက်သူဒီဥပဒေကိုဖိုးချိုးဖောက်လိုက်တာသူဥပဒေချိုးဖောက်ပြီးတင်လိုက်တဲ့ passport စာအုပ်နံပါတ်ကြီးကိုငါ visa ကြီးကိုအကုန်လုံး visa တစ်ခုလုံးကြီးကိုရှားပြပြီးတော့အေးဘာဖြစ်လို့လဲဆိုဒါလည်းငါပို့မှာမလို့ငါပို့မှာမလို့ငါရှားပြပြီးတော့အေးအဲ့ဒါအဲ့ဒီမှာငါဖမ်းလိုက်တဲ့ငါငါအကြီးကြီးကိုမိတာငါဖမ်းလိုက်တဲ့ငါငါလုံချင်တဲ့ point ကဘာလဲဆိုပြည်ကြီးဖော်လာတဲ့စာအုပ်ပြည်ကြီးဖော်လာတဲ့စာအုပ်ကိုငါထင်တာအယူကြီးကစာအုပ်တော့အုပ်အုပ်များထွက်လာမလားဆိုပြီးငါများလိုက်တဲ့ငါအယူကြီးကစာအုပ်မဟုတ်ဘဲနဲ့ပြည်ကြီးဖော်လာတဲ့စာအုပ်ကတကယ်ပြည်ထဲကြီးကစာအုပ်ဖြစ်နေတယ် အဲ့ဒီတည်းရအမလည်းမျက်ဖြူလေးစိတ်လို့အော်ဖြူကလန်ကန်နဲ့တို့လည်းအလုတ်ပြုတ်ပြီးဖန်ခံရမယ်ဆိုတော့ဟိုကလည်းဖြူကလန်ကန်နဲ့ပတ်ဆက်လည်းမရဘန်းခံရမှာငါစီကပတ်ဆက်လည်းမရပဲဖန်ခံရမှာဆိုတော့ညီတို့ရဲ့ပြန်ကြီးကအိတ်စာအုပ်တကယ်တမ်းဆိုရင်အဲ့ဒီ passport စာအုပ်ကထုတ်ပေးတဲ့ပြီးသေးရတယ်အန်တတေဗန်မန်ကြီးစားခါတာမလို့သူရလည်းပြောရဲမှာမဟုတ် သူကလည်းပြောရဲမှာမဟုတ်ဘူးနံပါတ်1ကမအရင်လို့တွေးတာဒီကောင်ဒီစာအုပ်ကိုပြန်ကြီးထုတ်လိုက်တဲ့စာအုပ်ကိုပြည်သေးရေးရပေးတယ်ဆိုရင်ပြည်သေးရေးကပြန်ကြီးရောတော့သူတို့စကားစာအုပ်စုကအဲ့ဒီကိုဒီစာအုပ်နဲ့များပြီးခေါ်တာခေါ်တာဆိုတော့ immigration ရောက်တာနဲ့သူကဆွဲစီကြီးရတယ်အရင်ကိုအာဒီကောင်မှတွားမှာပဲတွားရင် immigration ရောက်တာနဲ့ဆွဲစီပြီးသူတို့မြန်မာပြည်ကသူတို့အိတ်ထောင်တွေထဲမယ်ဆိုတဲ့အစီအစဉ်ကပြန်ကြီးကိုရင်ဆွဲတဲ့အစီအစဉ်ထဲမှာပါတာဖြစ်လိုက်တယ်ဆိုတော့ပြည်သေးရေးရဲထုတ်နဲ့ပြန်ကြီးနဲ့နှစ်ယောက်က မအရင်ကိုဒီစာအုပ်နဲ့မြ if မတော်မဆတာအဲ့စာအုပ်ကိုယူမိရင်စာအုပ်သိန်း300ကိုလည်းပေးရမယ် immigration မှာလည်းမအရင်ကိုဖမ်းပြီးမယ်ဆိုတော့ ဖမ်းမယ်ဆိုတဲ့အစီအစဉ်ကိုသူတို့ဆွဲတာ။ဘာလို့စင်ကာပူပါမင်နယ်ရက်စီဒန့်ပဲဖြစ်ဖြစ်စင်ကာပူရမ်းပဲဖြစ်ဖြစ်သူတို့နိုင်ငံထဲမှာရှိနေရင်ဘာပုံမှန်နဲ့မှသူတို့ဝင်ဖမ်းလို့မရအောင်တော့ရပြီ။ဘလို့ပုံမှန်နဲ့မှသူတို့ဝင်ဖမ်းလို့မရလေပြောပြန်ကြီးကစကားစကလူဥမာပေါ့ခုနကလာရေးကြတယ်အမရင်းကဟန်ချင်းဦးနဲ့ပြောထားတယ်ဆိုတော့စာကိုလာပေးကြတာပေါ့နော်လာပို့ကြတဲ့ခါကျတော့ okay အိတ်စာဟန်ချင်းဦးနဲ့ကလေးစာအုပ်နဲ့လဲတဲ့စာဆိုလို့ရှိရင်ဟန်ချင်းဦးတရားမှာပေါ့ နော်ဒါမှမဟုတ်လေတန်ရုံကနေတင်ရမှာပေါ့နော်တန်ရုံကနေတင်တင်မတင်ဟန်ရုံတင်ရမှာလေစာအုပ်ဆိုတဲ့ဘောတပါဝါနောက်တစ်ခုပြောပြမယ်စာအုပ်နှုတ်လောကထောင်ခန်းတဲ့စာအုပ်နှုတ်လောက legally action မဟုတ်တကယ် immigration act နဲ့ဆိုမှရှိရင် legally action မဟုတ်နံပါတ်1 UG ရဲ့စာအုပ်ဒီလုံးဝ screen မဖတ်ပါနော် overseas တော်မလို့ sub စာအုပ်ကိုရှက်စီထိုးရင် screen မဖတ်ဘူးနံပါတ်2နံပါတ်2နော်ဒီပြည်ထဲရစာအုပ်ဒီ screen ဖတ်ကောင်းဖတ်လိုက်မယ်ဒါပေမဲ့ထောင်ခန်းနဲ့ငါငါ့ကိုထောင်ခန်းနဲ့ထောင်ကြ ထောက်ပန်းတဲ့ထောက်ချောက်ဒီထောက်ပန်းတဲ့ထောက်ချောက်ကိုနော်ပေးလိုက်တဲ့ထောက်ပေးလိုက်တဲ့လူကအဖမ်းခံရမလားလို့အရင်စောက်နေတာအဲ့ဒီလူဘယ်လိုလဲဆိုတာကိုသိတဲ့အရင်ကအဲ့ဒီလူအဖမ်းခံရရင်တော့အာဒါပြန်ရအာဒါရုတ်ရောက်တယ်ပေါ့နော်အဖမ်းခံရရင်တော့တေချောက်ပေါက်ပြန်ရအဲ့ဒီလူနဲ့ပြန်ရင်းနဲ့စကားစားရဲ့လူနဲ့ပြန်ရင်းနဲ့အရင်ကိုထောက်ချောက်ဆင်လိုက်တာဒါပေမဲ့သူတို့ဆင်တဲ့ထောက်ချောက်တွေကိုဝင်မသွားတာရှင်းတယ်နော်အရင်ကိုထောက်ချောက်ဆင်လိုက်တာဆိုတော့ဆိုတော့ပြန်ရို့ပဲကိုကပြန်မေးတာပြန်ရင်အဲ့စာအုပ်နင့်ကိုဘယ်သူပေးတာလဲ သူ့လင်ဆိုးထွက်လာဟောပြည်တဲ့ရဘာလုပ်ပေးတာလဲအဲ့တော့တန်ယုံကတော့ဒါမလုပ်ရဘူးတန်ယုံကကြောက်တယ်အဲ့ဒီတန်ယုံကို entertainment အများကြီးတောင်းရှိပောက်ပြီးစာအုပ်သွားထုတ်တာမရဘူးတန်ယုံကကြောက်တယ်နော်တန်ယုံကကြောက်တယ်ဆိုတော့တန်ယုံကမရဘူးဆိုတော့ဒီစာအုပ်ဒီပြန်ကြီးတင်နေတဲ့စာအုပ်အဲ့ဒီစာအုပ်က350ပေးတယ်ပြောရတော့ဒီမှာနစ်စာအုပ်ထွက်ပြီးငါတို့ပတ်စံ300ပေးဆိုမပေးနိုင်ဘူးညင်းတဲ့အချိန်မှာနော်မခင်လေးလေးဖြူပေးတဲ့အကြံဉာဏ်နဲ့အရင်ကစာအုပ်ကိုရသွားပြီရသွားပြီဆိုတော့ အဲ့ဒီစာအုပ်ရသွားတာနဲ့အရိယာအေးစစ်စစ်ပဲတတရာပဲနှက်နေလိုက်တာတိရနှက်နေပြီးတော့မှအပေါ်ကလူကြီးကိုဘယ်သွားချင်လဲဘယ်သွားချင်လဲဘယ်သွားချင်လဲသူပြောထားပြီးတာနှက်နေလိုက်တာဆိုတော့နင်တို့ဒီတော်လေးကြီးထဲမှာဟိုတို့ကိုထောင်ဖန်းဒီလူကိုထောင်ဖန်းအဓိကတော့အိုင်ရင်းနဲ့နဂါးကိုအကြီးကျယ်ထောင်ဖန်းတာနဂါးကိုလည်းအကြီးကျယ်ထောင်ပြီးဖန်းတယ်မျိုးစုံဖန်းတယ်နော်နဂါးကိုအခွင့်အရေးတွေထည့်တာအမှန်တကယ်နဂါးကအင်အားနည်းနည်းလေးတေးသွားရင်တို့နဂါးကိုဟိုပြောင်ကြီးလို့မျိုးတို့ဖန်းရှုပ်မှုအစီအစဉ်တွေတို့ရှိရင်ရှိတယ် 表姨老牛盘车不新鲜些，那家伙文言的，低头了就没新鲜的喽。那家伙表姨老牛凶喽，他说那家伙盘了呢，还有几个外国奥家没，多这样的杀，外国那个家伙盘了的嘛，奥家没多，特别我们这边的多咱们，还有些老外们老爷的宝马些，现在喽，说，你弄俺没些呐，你弄兵马爷爷的变异啊，变异啊，来西哎，你妈别这个。 เนาะဟိုပတ်စံတိန်350တဲ့စာအုပ်ငါမပေးလိုက်ရတဲ့စာအုပ်ကိုပြန်ကြီးကကိန်ထားတယ်ဆိုတော့ပြန်ကြီးကအဲ့ဒီတိန်350ပေးတဲ့အပေါ်ကလူကြီးနဲ့ပြန်ကြီးနဲ့လက်ရှင်ရိတ်ပြီးငါ့ကိုထောက်ခံတာလားဒါဘလို့ပဲတိတိပြန်ကြီးကစကားစလူဆိုတာလုံးဝပေါ်သွားပြီเนาะပြန်ကြီးကဘလို့ဖြစ်ဖြစ်ဒီလိုပဲជីជីခိုးလိုပဲជីជីဘယ်ရှုတောက်ကနေပဲជីជីဘယ်ဘေးကနေပဲជីជីဘယ်နေရာကပဲជីជីပြန်ကြီးကလုံးဝစကားစလူဆိုတာသိရှာတယ် နော်ဆိုတော့စကားစားလူဆိုတာတေချာလဲတွတ်ကြဖို့သူထောက်လာတဲ့စာအုပ်ကသူ့တေတွင်သူတူးလာတဲ့သူတူပဲဆိုတော့အအယူကြီးအနေနဲ့ပြန်ကြီးကသူ့တွေတိသူ့တေတွင်သူတူးထားတဲ့အထဲမှာအယူကြီးပါတလားမပါလားဆိုတာပဲစောင့်ကြည့်ရမယ်အယူကြီးဆက်ပါနေမယ်အယူကြီးကဒါဝန်မပါနဲ့ပဲပါနေအောင်မဆိုအယူကြီးတကူလုံးကအချိန်တိုင်းစကားစားနဲ့လက်ရှင်ရှိတ်ပြီးတော့မှငါတို့ကိုထားခဲ့မှာလားဒါမှမဟုတ်ပဲငါတို့နဲ့ငါတို့ကလေးတွေကိုဒီအယူကြီးကဘယ်လိုပုံစံမျိုးတတ်မှတ်နေတယ်လဲဘယ်လိုအတွေးမျိုးတွေးခေါ်နေတယ်လဲဆိုတာကိုပြန်ကြည့်ရမယ် နော်ဘယ်လိုအတွေ့မျိုးသွေးခေါ်နေရလဲဆိုပြန်ကြည့်ရမယ်ဒါတွေအားလုံးကလေဖရကတိကတ္တလေးနဲ့အားလုံးကဲသွားတာပဲကတိကတ္တလေးနဲ့ကဲသွားတာပဲတကယ်ကိုကတိကတ္တနဲ့ကဲသွားတာဆိုတော့ဟိုဘယ်လိုပြောမလဲတကယ်တမ်းပြောရရင်အားရင်းနေနေဆိုရှိရင်တကယ်အန်ဒီရဲ့အများကြီးကြားမှာဒီလိုလလပပစမက်ကြကြလလပပနေနေနေဆိုတာတော်ရုံတက်ရုံစိတ်တက်နဲ့မရဘူးတက်မိစိတ်တက်နဲ့မှရတာမတော်ရုံတက်ရုံခွန်အားနဲ့လည်းမရဘူးတကယ်တက်မိခွန်အားနဲ့မှရတာ နော်ဆိုတော့အထုတော်မိမကြီးတတိယနေညာလာရောက်သွားတာငိုရီနေတော့မဲမတွေ့ဘူးလားငိုရီပြီးတော့မှအာစစ်ဘောမှာဖက်ကလူတွေဟိုအားအားရသွားမယ်ငါပြင်းပြင်းစစ်စစ်လေးနေမယ်လလပပလေးနေမယ်ဆိုတော့စိတ်ကူးတော့မရှိဘူးမအရပြင်းပြင်းစစ်စစ်လလပပနေတယ်ကိုကကိုလည်းပြင်းပြင်းစစ်စစ်နေတယ်ကိုကကိုလည်း app တစ်ဖြစ်အောင်နေတယ်ဘယ်မှာရောက်ရောက်ဘယ်လိုရောက်ရောက်ဘယ်နီးနေလဲပြင်းပြင်းမြန်မာပြည်ကလူတွေ direct in direct မအရအလုပ်လုပ်ပြီးတယ်ဒါကြောင့်လို့မအရကလေးတွေကိုပြောတယ်နင်တို့ ਨੇ direct light to to တွဲလွှင့်လိုက်လို့ရှင်အဲ့အောက်ကပတ်စံအမောက်ကိုစီးရင်တေချာလို့မအီစီဝင်သွားတဲ့စီးရင်ကိုအတိကျလာပြောမအီပေးမယ် နော်ဆိုတော့အဲ့ဒီလိုမျိုးအမယူစီဝင်တာရှိမယ်သူတို့စီကိုဒါလေးဝင်တော့တာလည်းရှိမယ်ဆိုတော့အဲ့ဒီလိုမျိုးနဲ့လှုပ်လာခဲ့တာတတော်ကိုကြာပြီစဟိုဟိုမကလည်းပြန်ထွက်လာကလေးကမကလည်းဒီအပေါ်ကိုပြန်ထွက်လာကလေးကအခုမှပေါ့နော်ထိတ်ဆုံးဆိုရင်မကလည်းကအညာမီရဲ့ယာစာတို့နော်ယာစာတို့အန်ဘူလန့်ကစည်းဝဲပြီးတော့ယာစာရေးအန်ဘူလန့်ရဖို့အတွက်ဝင်းစစ်ဝင်းစစ်ပတ်စံဘလောက်ရပြီလဲဝင်းစစ်ဆိုယာစာကိုစစ်ခင်းနေအာဒုတိယခုကျတော့ခင်းစောယူ เนาะอายาခင်ဦးဘက်ကကလေးတွေပေါ့เนาะဒီอายาอายาခင်ဦးဆိုတဲ့ဘက်ကကလေးတွေကိုအမကလည်းအံပြုတ်လိုက်တစည်းပေးတယ်အံပြုတ်လိုက်တစည်းပေးဖို့တော့ညီတို့စီရင်ဝင်လောက်ကြတအုပ်လုံးကြီးကိုစီရင်ဝင်လောက်ခင်တယ်ဝင်လောက်ခင်ဒီအဲ့ငွေအမကိုပြည့်အောင်ပေးလိုက်တယ်နောက်တစ်ခုမုံလူပန်းရဲ့ CDM ဟိုမကလည်းပတ်စံရှာပြီးတဲ့တင်းတရားဒါလည်းစီရင်ဝင်လောက်ပြည့်တာလည်းတစ်ခါလည်းဘန်းဆိုလွဲပေးလိုက်တယ် အဲ့တခုပဲမိုက်ခင်မိုးရဲ့မအောင်မရင်မရှာပေးလိုက်ရအောင်ဒါလည်းကသူကရှာမပေးနဲ့သူစိတ်ဆိုးတာလားစိတ်ကောက်တာလားမသိရှာမပေးနဲ့ကိုယ့်အကူပဲပေးလိုက်မိုက်ယူပါလားမိုက်ပေးမယ်ဘာညာနဲ့သူပြောတာဘာလို့ဆိုအဲ့ဒါလည်းဘာဖြစ်လို့လဲဆိုတော့လူမပြဘူးမိုက်ရင်တော့လူပြမယ် project ကဘာလဲဆိုတာပြရမယ်ဘာလုပ်မယ်ဆိုတာကိုပြောရမယ်ပြည်သူကရှာပြမှာအလူထဲတာဘာလုပ်မယ်ဘာလုပ်မယ်ဆိုမှပြည်သူကချာပြမှာအလူထဲတာတောင်း၆တောင်း၆ကတော့ကလေးရင်နဲ့တူတူတွဲပြီးလိုက်လို့နဲ့ပတ်စံနေအကုန်လုံးကသူတို့သူတို့စီးရင်ဝင်ပြီးသူတို့အကောင့်နေထဲနဲ့ဝင်ထဲသူတို့အကောင့်နေနဲ့ပဲသူတို့ယူသွားတာ နော်ဂျားရမှာဒီဟိုကိုရှက်ရွှာပေးတာလေအဲ့လိုပဲသူတို့အကောင့်ထဲပဲဒါမိတ်ထည့်ခင်ဒီမားလေရုပ်ကလေးပြပြီးအောက်ကနေစီရင်ကလေးနဲ့သူမဝင်တဲ့စီရင်လေးပဲနောက်ကတက်ချက်လိုက်ပြီးတော့မှစီရင်လေးလုတ်ပေးတာလေးတော့ပဲရှိတယ်ဘလောက်ပဲဆိုတော့ဘယ်လူငွေမှကိန်းစရာစောက်ကြောင်ရှိဘွဲကြားဘွဲစားမလို့နော်ဘာ project ပဲဒီပြဘာကြီးပဲလုတ်လို့ဘလို့ပါပဲလုတ်လို့ကြိုက်တာလို့ကောင်းကလေးတွေသူတို့ပတ်စံသူတို့စီရင်ဝင်ယူပြီးသူတို့သူတို့သူတို့လက်ထဲဒါပိုင်းဒါပိုင်းရောက်တဲ့နေကိုပဲစူးစားတယ် Okay အဲ့လိုလုတ်ရဲတဲ့တတိရှိမှအလူခိုးစားတဲ့လူလာပြောနော်နံပါတ်1အလူခိုးစားတဲ့လူပြောတာနံပါတ်2ကငါ့စာအုပ်ကိစ္စ ငါမကိန်းထားတဲ့စာအုပ်ငါမသိတဲ့စာအုပ်ကိုဖြည့်ရှင်းဖို့အတွက်ပြင်ထားဘာဖြစ်လို့လဲဆိုရင် passport စာအုပ်နဲ့ငါ Google Maps very important เนาะ very important issue အဲ့ဒီ very important issue passport စာအုပ်ကိုပင်ရှင်းတော့လကောင်းထုတ်ပေးတဲ့ government တော့လကောင်းနှစ်ခုအနီမှာ issue မထုတ်ပဲ public area ကိုတက်လာတယ်ဆိုရဲအမှုကပုံမှန်ဘလောက်လဲဆိုကိုကိုကိုပြန်ချဖတ်ကိုကိုကိုပြန်ချပြီးကြည့်နင်တို့ကလူတယောက်ကိုမနာလိုစိတ်ခုထဲနဲ့ကျူးကျော်လာတာကျူးလွန်လာတာတော့ပြောဆိုဆဲဆိုလာတာတွေကတော်တော်ကြာလာပြီဆိုတော့ အဲ့နိုင်ငံရေးဆိုတာတော်တော်လူပါဝရနိုင်ငံရေးထဲမှာဝင်လာမိသွားရင်တော်တော်လူပါဝရတော်တော်ရှောင်နေရတယ်တော်တော်ကိုခေါင်းချီချီနဲ့ကိုရှောင်နေရတယ်ဆိုတော့နင်တို့ရဲ့ထောင်ထားတဲ့ပိတ်ကုန်ထဲကိုငါမဝင်သွားပဲနဲ့ငါထောင်ထားတဲ့ပိတ်ကုန်ထဲကိုနင်တို့တန်းစီပြီးဝင်လာတာဖြစ်တဲ့အတွက်ပြည်သူကိုခုလိုရှားပြနိုင်တယ်ပြောနိုင်တယ်စုံနိုင်တယ်ရည်နိုင်တယ်မောနိုင်တယ်နော်ဆိုတော့ ပြောနိုင်တယ်စွန့်နိုင်တယ်ရည်နိုင်တယ်မောနိုင်တယ်နောက်ငါဘယ်မှာရှိလဲဆိုငါရဲ့အာရမိသားစုတော်တော်များများတော်တော်များများသိတယ်နော်ငါဘယ်မှာရှိလဲငါရှိရဲ့နိုင်ငံခုနေလို့ပြောနေနိုင်ငံလည်းမဟုတ်ဘူးဆိုတော့ငါရှိရဲ့နိုင်ငံကိုငါရဲ့အာရမိသားစုတော်တော်များများသိတယ်နင်တို့ပြောစရာစောက်ကြောင်ရှိနော်ဟုတ်လားငါအာရမိသားစုရဲ့တအကြံပေးမှုနဲ့မာကြီးမပြောနဲ့တိန်ထားအောင်ဖွက်ထားအောင်မာကြီးမပြောနဲ့ဆိုလို့ငါမပြောပဲနေတာနင်တို့ငါရဲ့အာရမိသားစုအောက်ကိုလည်းတွားပြီးအောက်ပြီးမနေနဲ့ငါရဲ့မိသားစုကငါ့ကိုတစ္ဆာရှိမှရှိနော်တစ္ဆာရှိမှရှိတော့ခင်မူရလွယ်လို့ပေါ့နော် ဆိုတစ္ဆာရှိမှရှိ Okay ဆိုတော့ကိုကိစ္စကိုကိုလုံးကိုလုံးကိုကိုလုံးတိတ်ချတာတော့ပြန်ကြီးဒီစကားစလူဖြစ်တဲ့အတွက်ငါတို့ပြန်ကြီးကိုဖြိုချမှာပဲပြန်ကြီးကိုဖြိုချတဲ့အချိန်မှာ AUG ကက်လက်ကက်လက်ပါလာရင် AUG ပါတစွဲဝင်တစွဲခွင်ပါမယ်ဆိုတော့ AUG ဒီလောက်ရှားပြနေရတယ်နဲ့ AUG ကထပ်ပြီးပိမ့်ပိမ့်နေမှာဆိုငါတို့က AUG ဝင်လာရင် AUG လည်းဆွဲထည့်သွားမှာပဲဆိုတော့ AUG ကိုလမ်းကိုနေပါ AUG ကလူကြီးတော်တော်များများလေးစားတမှုရှိရတော့ကြောင့်မို့ဒီစကားဒီလောက်ပဲပြောလိုက်တယ်နော် ထပ်ပြီးလဲမတိုးလာစေနဲ့နင်နင်တို့ရဲ့ပြန်ကြီးကငါမသိရစာအုပ်ငါသိန်း300မပေးလိုက်ရတဲ့စာအုပ်ကို तू ထုတ်လိုက်တဲ့အကြောင်းရ तू ဟာစကားစလူဆိုတာ तू तू ဝင်ခံလာလဲ तू तू ပဲငါသိန်း300မပေးလိုက်လို့မကင်ငရတဲ့စာအုပ်ကိုပြန်ကြီးလက်ကနေထုတ်လာတယ်ဆိုပြန်ပြန်ကြီးကစကားစလူတေချာပေါက်ပဲဒီထက်တေချာတာဘာမှမရှိဘူးငါဗီဇာရေးကိုလည်းချပြပြီဗီဇာမှာအရင်ပတ်စပို့နဲ့ချောက်ထားတဲ့ဟာ Okay ဆိုတော့ နင်တို့ပြန်ရအရင်ကလေးကတက်ရှို့သွေးခွဲလာတယ်တရှုံမတလန်မဆိုတာသူနဲ့အနီးဆုံးနေတဲ့တကမုံညိုတို့ပုပ်ဖြူတန်းတို့ကအစိုးရလက်ပြီးတယ်ဒါပေမဲ့ငါအစိုးရသိတက်တင်ပါရှိတယ်တက်တင်ပါရှိတယ်နေသူတို့မဖြေနိုင်ဘူးအဲဒါတော့ငါကငါရဲ့တက်တင်နဲ့ငါနင်ကိုရဆိုတော့ငါတက်တင်နဲ့ငါနင်ကိုရတာဖြစ်တဲ့အတွက်နင်နှုတ်တာနဲ့နင်ရဲ့ရှီးပိန်တုံးလေးနဲ့နင်နဲ့နှုတ်တာနဲ့ နော်ငါတို့ကပြန်ရို့ပဲအဓိကထားပြီး point ထောက်ပြီးစော်နေတဲ့ချိန်မှာပြန်ကြီးနောက်ကနေမှာဝေးလေးဝါလာလာတဲ့လူတွေအကုန်လုံးမလာနဲ့တနော်ဝင်30ခေပြည်သူပတ်စံ ambassador တင်မဲ့ဟာနင်တို့ငါမဟုတ်ဘူးပြည်သူပတ်စံကို ambassador ကထိတ်ပိတ်ပြီးတော့မှပြည်သူငွေတွေအကုန်လုံးကိုပိတ်တိန်သွားပြီးတော့မှနော်ငက်ကင်အိမ်တွေငက်ကင်စိန်တွေငက်ကင်ကားတွေအကုန်လုံးငက်ကင်စီးပွားရေးတွေပြောင်းလဲလုပ်လိုက်တာဒီလောက်တို့ဒီမှာဒီငွေတွေတို့ဖွက်လိုက်တာ UG ရဲ့မင်းက အခုမြင်လိုက်တာပေါ့နော်ခင်မမမျိုးကဒီ BB RFA ကိုဖြည့်ထားတဲ့တည်းမှာ IUG ရစီးပွားရေးအတေးလေးတွေလောက်ထားပါတယ်ဆိုတော့ပြန်ရို့များ IUG ရစီးပွားရေးအတေးများလောက်ထားလာလားပေါ့ IUG ရစီးပွားရေးတေးကဟင်းစော်ညိုဆိုတဲ့အောက်တန်းစားသူများသားသမီးကိုဖင်လို့ပြစ်မယ်အတက်မပြည့်သေးတဲ့သူများသားသမီးကိုဖင်လို့ပြစ်မယ်ဆိုတဲ့ကောင်ကိုကုမ္ပဏီထောင်ထားပေးတာနင်တို့ IUG ရအလုပ်လားနော်မဲဆောက်မှာအိမ်ကြီးဝယ်ထားတာကနင်တို့ IUG ရအသေးစားစီးပွားရေးပေါ့ Okay နော်ငါပြန်စဉ်းစားမိပါတယ်နော်နောက်ပြီးတော့မှနင်တို့ရဲ့အာဗာလဲ ဟိုလွတ်မြောက်ဆိုတဲ့နယ်မြေတွေမှာငင်တို့ရဲ့အယူကြီးစိုးမိုးထားပါတယ်ဆိုတဲ့အညာမြေတချို့နေရာတွေမှာဖိုဘီကာကြီးတဝီဗီနဲ့တွားနေတဲ့ဖိုဘီကာတွေကလည်းဒါအယူကြီးရဲ့မြုပ်ထားတဲ့ပတ်စံတွေပဲနော်နောက်ပြီးတော့မှအယူကြီးရဲ့နောက်တစ်ခုကဘာရှိသေးလဲဆိုတော့အပြန်ကြီးလိုလိုမျိုးမြို့ဝန်အောင်တင်းလိုလိုမျိုးကောင်မျိုးတွေကိုစီးပွားရေးတွေထောင်ထားပြီးတာဒါအယူကြီးရဲ့မြုပ်ွက် business လာအနောက်ကနေ smile ရနေမှာအနောက်ကနေအားလုံး control လုပ်ပြီး smile ရဲ့ပတ်စံတွေအများကြီးဝင်နေတာဒါကလည်းအယူကြီးရဲ့မြုပ်ွက်လာဆိုတော့ကြည့်ရတာအယူကြီးက smile ကိုအားကိုပြီးမိတ်နေတယ်ဆိုလို့ရှိရင်တော့မပြောတတ်ဘူးပေါ့ဆိုတော့ မနေ့ကမြေပြင်မှာနော်မအရင်လို့စာရွက်တရွက်ထုတ်တယ်အဲယူကြည်ရဲ့စာရွက်တရွက်အဲ့စာရွက်တရွက်မှာဘာလဲဆိုတော့ကားကိုအချိန်တော်မောင်းတဲ့အတွက်ကြောင့်လို့ဒဏ်ကြီး9တောင်းဆောင်ခိုင်းတာပြီးတော့အယူကြည်လက်မှတ်နဲ့ဝင်ကြီးရဲ့စာရွက်စာတန်းနဲ့အခွန်ဆောင်ခိုင်းတဲ့လက်မှတ်ဆိုတော့တေချာပေါက်ကမြေပြင်မှာလည်းအယူကြည်ကအခွန်အရင်သူတို့နေနေဒီတစ်ထုတ်တဲ့နေနေမြတ်တစ်ခိုးထုတ်တဲ့နေနေမှာအာပါမစ်တွေပေးပြီးတော့မှအယူကြည်ကလုံးဝတစ်ခိုးထုတ်ခွင့်နေပေးပြီးပတ်စံတွေကောက်နေတာငဲတဲ့ပတ်စံတွေမဟုတ်ဘူး နော်တိုးကိတ်ဒီမှာကရင်နယ်မြေမှာတော့တို့သွားမကောက်မကောက်ရဘူးဆိုကရင်နယ်စခွက်တော့တို့ပြိမ်မလူရဘူးအဲ့လိုပဲကရားနယ်မြေမှာလည်းကရားနယ်စခွက်ပြိမ်မလူကရားကြတော့အဲ့အခွန်သိမ့်မရဘူးတို့ကရားအကုန်လုံးစစ်ဆောင်သွားပြီကရားကကရားဆိုးမိုးသွားပြီဖြစ်တဲ့အတွက်ကြောင့်လို့အာဆက်ကြီးကောက်တာလို့လမ်းကြီးကောက်တာလို့လမ်းကုန်ကောက်တာဘိန်းကုန်ကောက်တာလို့ကရားမရဘူးအဲ့လိုမရအောင်နည်းနည်းပဲရကရားမှာပါရမလဲလောဘိတာမှာရှိနေတဲ့အမခံတတ်ဆွဲထားတဲ့လောဘိတာမှာတတ်ဆွဲထားတဲ့စကန်ကိုကရားနေအောင်တင်းလိုက်လို့ရှိရင်တရားမှာဒီမီးနဲ့ပတ်သက်ပြီးတော့မှ generation နဲ့ပတ်သက်ပြီးတနေငယ်လုံးမီးဖြတ်လို့ရတဲ့ပုံစံမျိုးလောက်ပဲ အာကရလုံးလို့ရမယ်ဆိုတော့မအလာကလည်းကရပီနယ်ကိုလွတ်ထားပေးလိုက်တယ်ကရပီနယ်ကိုအရင်ပိတ်သိပ်ပိတ်ပြီးတတ်တယ်ဒါပေမဲ့လောပိတာကိုမလွတ်ထားဘူးလောပိတာကိုစက္ကဆိုင်လက်ထဲမှာပဲရှိသေးတယ်လောပိတာအရှုံးထဲမှာမပါသေးဘူးအရှုံးထဲမှာမပါသေးတဲ့လောပိတာမှာမပါသေးတဲ့ဒီကရကရင်ကြီးရဲ့အဖွဲအစည်းတွေပေါ့နော်ကရင်ထဲမှာရောက်နေတဲ့နှုတ်ကြီးကဘာအခွန်မှမရှိတဲ့အတွက်ကရင်ကြီးကစောက်တန်တွေထွက်လာတယ်ဘာလို့ကရင်ကြီးမှာပတ်စံနေမရကြအောင်အယူတီရဲ့ပေးရဲ့အပြားဆိုတာမလာကြအောင် မလာကြလဲတော့ကလေးတွေကသူတို့ညီသူတို့ဟာလဲထွက်ပြီးအလူခံရတဲ့တော့ကြောင့်အကင်ဒီမှာအယူကြီးကိုမကျင်တတ်ကြအောင်ဆိုတဲ့စကလုံးတွေကထွက်လာတယ်။ဒါကဘာလို့လဲဆိုတော့ကင်ဒီကိုသွားဖို့ဆိုလို့ရှိရင်လမ်းပတ်ဆက်တဲ့ရေးကနေမှာအခွန်ကောက်လို့မရဘင်းခွန်ဆိုတာမရဘူး။ဘာဖြစ်လို့ထိုင်းနဲ့အာဒီပြပနဲ့ဆက်တွေ့တဲ့စီးပွားရေးမရှိရကင်ဒီကအာအခွန်တော့အနည်းဆုံးပေါ့။အဲဘယ်မှာအများဆုံးရလဲဆိုမုံရွာမှာအများဆုံးရတယ်။မုံရွာမှာတစ်က နော်တစ်ကားတွေကိုတစ်တွေကိုခိုးထုတ်တဲ့လူတွေကိုအာဒီခါလဲစကားစားဖက်ကမလာရဲဘူးဟုတ်လားတို့တွေအဲ့ဒီတဏီဘက်တကြောဟိုဘက်တကြောတွေမှာတို့တွေထိန်းထားတဲ့ဖက်တွေမှာအကုန်လုံးတွေမှာတို့ကအဲ့မှာကောက်တော့တာပဲအခွန်တွေဘိန်းခွန်တွေည over mountain လို့9000လို့ဟို6000လို့8000အာဒါတွေကောက်တာကောက်တာတသိန်းလို့နော်ဟုတ်လား9သိန်းလို့အမေ9သိန်းတိတောင်ကောက်တယ်တချို့ကားတွေကို9သိန်းလို့အဲ့လိုကြီးကောက်ကြတာကောက်ကြတာအဲ့ဒီပတ်စံတွေကဘယ်ဖြင်းကောင်းနဲ့ထဲလိုက်ပြီးဘာတွေလုံးလိုက်ကြတယ် ်အပေါ်မှာလည်းဝက်ွယ်လူခံထားတယ်ဆိုတော့ဒေါကင်မမမျိုးပြောနေတယ်ပြည်သူတွေကိုကာကွယ်မဲ့ business ကိုကျမတို့ကလုပ်ထားပါတယ်လို့ပြောတယ် business ကအဲ့ဒါလေလားတစ်ခိုးထုတ်တဲ့ business တွေလား not to RFA ကိုဖြေထားတာတစ်ခိုးထုတ်တဲ့တစ်ခိုးထုတ်တဲ့လူတွေကို permit ပေးပြီးတော့မှပတ်စံနေကောက်တဲ့ business လားဒါမှမဟုတ်ဘိန်းခွန်ကောက်တဲ့ business လားဒါမှမဟုတ်လေပြန်ကြီးကိုအပြန်ကြီးကိုငက်ခင်စိတ်ကြီးဖြန့်ပြီးတော့မှလုပ်ထားတဲ့ business လားငွေဖြူငွေဖြူပြအောင်ဖြစ်တဲ့ business ဘာ business လဲနင်တို့ business ဒါမှမဟုတ်လေ passport စာအုပ်အယူကြီးက passport စာအုပ်ထုတ်ပေးပါလေဆိုပြီး passport စာအုပ်ကိုတော့တိတ်နေရောင်းနေတဲ့ business လား င်းတို့ business ကငါ့ကိုပါမညာဘူးငါ့ကိုပါစာပတ်စုဆောင်တုတ်တသိန်းနဲ့လာရအောင်လေအဲ့လိုလားငင်းတို့ business ကဘာလဲတခုချင်းကထောက်ပြတာနော်နင်တို့ပြန်ရို့ငါထောက်ပြတဲ့အကြောင်းရငါအရင်ထောက်ပြရှင်တယ်ဘာနဲ့ထောက်ပြမယ်မသိဘူးခုမှ ጓ န်းကလေးပေါ်ချလာတာလေခုမှ ጓ န်းကလေးပေါ်ချလာတာအဲ့ဒါကိုငါစီကိုတုတ်တမကြီးဝင်လာပြီဘာလာဖြေရှင်းနေရလဲငါဖြေငါမေးတဲ့ question က very simple ငါမကိန်ထားတဲ့စာအုပ်ကိုပြန်ကြီးတင်ထားတယ်အဲ့စာအုပ်ကငါမရလိုက်တိတ်300မတင်နိုင်လို့ငါမရလိုက်တဲ့စာအုပ်အဲ့ဒါကိုပြန်ကြီးကတင်ထားတယ်ဆိုတော့ပြန်ကြီးကစိုးထုတ်မရလား PDA ဝင်ကြီးရဲ့စိုးထုတ်မရလား ဒါမှမဟုတ်လည်းမင်းရောင်လည်းရမရင်ငယ်လားပြန်ပြီးမှပါဝါတော်တော်ရှိရပါဝါရှိလို့လည်းသူ့အိမ်အလုံးလားမပြန်ရက်ထားတဲ့ကားဖုံမတက်ပဲနဲ့သူ့အိမ်ကိုထိန်းသိမ်းထားပေးတာပေါ့ပြန်ပြီးပါဝါရှိလို့ဆိုတော့ပြန်ယူကိုမလန်နဲ့ပြန်ယူကတိကျမှလို့ဟုတ်ကဲ့မလန်ရဲဘူးပြန်ယူကိုကြောက်လို့လို့ကြောက်လို့လို့ဒါပေမဲ့ international ရောက်လာတဲ့ပြန်ကြီးက international loan နဲ့ပဲတွေ့မှာမြန်မာပြည်မင်းရောင်လည်းလက်ထဲမှာဆိုတော့ငါတို့ပြန်ယူကိုမော်တော်ကြည့်ရမှာပေါ့တက်တက်ခိန်နေရာမှာပြန်ယူဆိုရင်ငါတို့ပြန်ယူကိုမော်တော်ကြည့်လို့ရမှာပေါ့ရှင်းတယ်နော်တက်တက်ခိန်နေရာမှာပြန်ယူဆိုငါတို့ပြန်ယူကိုမော်တော်ကြည့်ရရမှာမဟုတ်ဘူး ဘလောက်တောင်တောင်းကြမလဲဆိုရင်ဒီလူရုပ်မှာမောက်တရုပ်မှာမောက်ဘလောက်တောင်တောင်းကြပြီးဘလောက်တောင်ဖိနှိပ်ပြီးတော့မှဘလောက်တောင်အေးခုံစွတ်စားမလဲဆိုရင်မိန်းမမျိုးရုပ်ကိုကြည့်ကဲဆိုတော့နင်တို့ကိစ္စငါမေးတဲ့ question ရှင်းရှင်းလေးနော်အဲ့ဒီစာအုပ်ကဘယ်မှာတော့ပြဘယ်ရရတာလဲပြောဟမ်ဘယ်ရရတာလဲပြောပြောနိုင်မှလာခဲ့မပြောနိုင်မှလာခဲ့ ਨੇ တေချာတာပြက်ကြီးဒီစကားစားလို့ဟန်တွက်ပါဆက်ဟန်တွက်ပါဆက်အရင်တော့50ရာခိုင်နှုန်းလား60ရာခိုင်နှုန်းလားဟုတ်မဟုတ်ပါမလားမဖြစ်နိုင်ဘူးနော်အာအကိုတို့တရားဆွဲတာဟုတ်ပါဟုတ်ပါမလားနဲ့အခုမှကောက်စောက်တဲ့တေချာချလိုက်ပြက်ကြီးဒီမအေလို့မင်းအောင်လည်းရဲ့တချို့အစ်စ်အမန်ဘာမှမမြင်နဲ့ငါမကိန်နိုင်တဲ့စာအုပ်ကို तू ကိန်နိုင်တယ်ငါမကိန်နိုင်တဲ့စာအုပ်ကို तू ကိန်နိုင်တယ်ဟန်ထွက်ပါဆက် တရားရခိုင်တော့မင်းအောင်လိုက်လူဆိုတော့အဲ့ဒါကိုပိမ့်ပိမ့်ပိတ်ညာနဲ့ပုတ်ပုတ်ပြွတ်ညာငါ့ကိုခါနာပြောလဲဆိုတော့အာ PDF အရောက်30ကိုတတ်လိုက်တယ်တဲ့အဲ့ဆိုရင်နင်တို့ယောကံကိုကြောမျောယောကမြတ်သူတို့နင်တွားမေးလိုက်ပေါ့နင်တို့ဆရာစောဝေစုအမိတမ်းပြီးတော့မှအဲ့မြတ်သူနဲ့အဲ့ငါနဲ့ဆရာစောဝေစုနဲ့တေချာစကားပြောထားတဲ့စာရင်းရှိတယ်အတန်ပိုင်းလည်းရှိတယ်ငါကလေးတွေကိုထောင်ခံလိုက်တယ်ဆိုပြီးမြတ်သူရှင်းပြတဲ့ဟာကြီးလည်းရှိတယ် ငါ့ကို speed out ခိန်းတာလဲသူတို့ out ခိန်းတာအဲ့ဒါတော်လိုက်အစတုံးလားဟိုအစတုံးကပြန်ကြီးတရားနိုင်ငံသွားဖို့ခွေးချစ်ခွေးကြံကြံနေတဲ့အချိန်မှာငါတို့စခဲ့တဲ့ဇက်လန်ငါတို့အစကြီးမှာစတာ ဲ့တော့အာပြန်လာအုတ်ကြီးတွေကပြန်လာညီကလေးတွေပြန်ခေါ်ရှော့ခေါ်ပြန်ညီညီလိုက်ခေါ်လိုက်ညီလိုက်ခေါ်လိုက်လုံနေတဲ့ကာလတကာနာမှာဖြစ်သွားတဲ့ပြဿနာအဲ့ဒီပြဿနာမှာလည်း30လုံးလည်းမဖမ်းမတရားမှလည်းဟိုအခုပြန်တွတ်လို့တော့မှ UG လေးအနေနဲ့တားနေတဲ့လူလည်းရှိရဲတော်ထဲမှာလည်းရှိရဲအကုန်လုံးရှိရဲနင်တို့အဲ့အယောက်30ကြီးဆွဲတွက်လာဆိုတော့လည်းနင်တို့မတက်လာနိုင်ဘူးအယောက်30ယူဆွဲထွက်လာအဖေဘဒုအမဘဒုအပေဘဒုဘဲရွာဘဲမျိုးနဲ့နင်တို့ပြန်တိအောင်နော် ူတပားကိုကျွန်တော်စော်တော့မယ်ဆိုရင်ဒေရွာက30လေဘသူလဲမိဘဘသူလဲဘသူကဘသူအယောက်30လို့မိမရှိပါမရှိအယောက်30တက်လိုက်တယ်အယောက်30တက်လိုက်တယ်အယောက်30တက်လိုက်တယ်အားဆိုပြန်ကြီးဟိုမှာငါမင်းနေနေပြန်ကြီးနေထောင်ထဲကိုနော်ထောင်ထဲကိုနေဒီအပြစ်မဲ့တဲ့အမေလက်ထဲကိုဘုံထည့်လိုက်တာပြန်ကြီးနေမြုံရဲ့နောက်တိုင်းတို့ဘာညင်းမလဲအဲ့ဒါဆိုယူချင်းရအောင်ဆောင်းလေအယူကွက်ညင်းနေဖေလုံးမနော်ဖေလုံးမနော်